ရားသခင်ကဒီလိုပြောထားတယ်ပေးကမ်းပါတဲ့ပေးကမ်းတဲ့သူကိုဘုရားသခင်ထပ်ပြီးတော့ပေးမယ်တဲ့ပေးကမ်းတယ်လို့ပြောတဲ့အခါမှာရွှေငွေတစ်ခုတည်းမဟုတ်ဘူးတင်းအနေနဲ့မေတ္တာပေးနိုင်ပေးလိုက်ပါအားပေးနိုင်ပေးလိုက်ပါဆွေးထုပေးနိုင်ပေးလိုက်ပါအဲ့ဒါအားလုံးပေးကမ်းခြင်းပဲအာမင်အဲ့ဒီနေ့ဘုရားခင်တင်းကိုနားလေစေခြင်းနဲ့တင်းဟာဒီလောကကိုလွှမ်းမိုးနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့နဲ့ဒီနေ့ဘုရားခင်တင်းကိုစိန်ခေါ်နေတယ်အဲ့တော့ဒီညမှာကြည့်လိုက်တဲ့အခါမှာ ဧတတာကတော့တဲ့သူ့ရဲ့လှပချင်းသူ့ရဲ့အတရေသူ့ရဲ့ယာဒုကိုသူဘယ်နေရာမှာတုံးလဲဆိုတော့လူတွေကိုကေတင်ဖို့အတွက်တုံးတယ်တဲ့ဒီနေ့သင်ကိုဘုရားသခင်ပေးထားတဲ့စုဂျေစုတွေအစွမ်းတက်တီတွေကိုသင်ဘယ်နေရာမှာတုံးနေလဲတချို့ကတုံးဖို့နေနေတတမြေမြုပ်ထားတဲ့အဖွဲတော်ရှိတယ်ပြန်ပြီးတော့ဒုဖို့ကြရအောင်ဒါကြောင့်မလို့စာရေးဆရာတယောက်ကဘာပြောလဲဆိုတော့လူတတော်များများဟာတဲ့သူတို့ရဲ့အတ္တတဲမှာရှိတဲ့ကောင်းဘေးဆိုတဲ့ຢာတွေအားလုံးကိုတဲ့တင်းကျိုင်းထဲမှာမြုပ်ထားကြတယ်တဲ့။တည်တဲ့အခါတစ်ခါတည်းယူသွားကြတယ်တဲ့။ ်သူတို့ရဲ့စာရေးတက်ခြင်းသူတို့ရဲ့တရားဟောတတ်ခြင်းသူတို့ရဲ့တခြင်းဆုံနိုင်ခြင်းသူတို့ရဲ့ကုညီမစားတတ်ခြင်းသူတို့ရဲ့တနာကျင်နာခြင်းဆိုတဲ့အရာတွေအားလုံးကိုတဲ့ဒီလောကမှာအသက်ရှင်တဲ့အချိန်တုန်းကမထုတ်ဖော်ပဲနဲ့တည်တဲ့အခါတခါလေးယူသွားကြတယ်တဲ့ဒီနေ့ကျမတို့ဟာဒီလောကမှာရှိစဉ်ချာအချိန်မှာကျမတို့ကိုဘုရားသခင်ပေးထားတဲ့စုကြီးစုတွေကိုမြင်မှမမြုပ်ပဲနဲ့ထုတ်ဖော်ဖို့နဲ့ဘုရားသခင်အလိုတော်ရှိတယ်တင်လက်ခံခြင်းဒီဖြစ်စေလက်မခံခြင်းဒီဖြစ်စေဘုရားသခင်ကဒီလိုပြောထားတယ် းကန်းပါတဲ့ပေးကန်းတဲ့သူကိုဘုရားကထပ်ပြီးတော့ပေးမယ်ပေးကန်းတယ်လို့ပြောတဲ့အခါမှာရွှေငွေတစ်ခုတည်းမဟုတ်ဘူးတင်းအနေနဲ့မေတ္တာပေးနိုင်ပေးလိုက်ပါအားပေးနိုင်ပေးလိုက်ပါဆွေးထုပေးနိုင်ပေးလိုက်ပါအဲ့ဒါအားလုံးပေးကန်းခြင်းပဲအာမင်အဲ့ဒီနေ့ဖယားခင်တင့်ကိုနားလေစေချင်တယ်။တင်ဟာဒီလောကကိုလွမ်းမိုးနိုင်တဲ့သူတယောက်ဖြစ်ဖို့နဲ့ဒီနေ့ဖယားခင်တင့်ကိုစိန်ခေါ်နေတယ်။ဘေးနားမှာရှိတဲ့သူကိုပြောပါ။ဖယားလူကိုလွမ်းမိုးနိုင်သောသူတင်ဖြစ်တယ်။